ပြည်ပကျူးကျော်စစ်ကြောလာရဲ့အရေးပေါ်ကုကဲဖို့အတွက် နေပြည်တော်စစ်ရုံးအောက်မှာလှစ်ဝက်တိဆောက်ထားတဲ့ကုကဲမှုရုံးနေရာငလင်ကြောက်ထိခိုက်ခဲ့တယ်လို့စစ်ရုံးက BBC သတင်းရေးမြစ်ကပြောပါတယ်။နေပြည်တော်ကလှစ်ဝက်ဥမင်လှိုင်ကောင်းတွေလို့သိကြတဲ့အဲ့ဒီနေရာကိုငလင်လုပ်ပြီးတဲ့နောက်ပြင်ပကနေပဲလုံခြုံရေးယူထားပြီးဆက်သွယ်ရေးပစ္စည်းတွေကိုတော့ရသလောက်ထုတ်ထားလိုက်ပြီလို့အဲ့ဒီသတင်းရေးမြစ်ကပြောပါတယ်။လုံခြုံရေးတွေကိုထုတ်ထားလိုက်ပြီး ကေဘယ်ကြိုးတွေလည်းဖြုတ်ထားလိုက်ပြီလို့သူကပြောပါတယ်။စီရေးအတွက်အဓိကထားစဉ်းစားခဲ့တဲ့အတွက်လေကြောင်းရန်ကာကွယ်နိုင်အောင်နဲ့လေဝတ်နေရာဖြစ်ဖို့ကိုဦးစားပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီနေရာဟာအခုလိုအင်အားပြင်းငလင်းနဲ့ကြုံတဲ့အခါမှာတော့ထိခိုက်သွားခဲ့ရတယ်လို့စစ်ထောက်ချုပ်ရုံးကတည်င်းရေးမြစ်တအူးကပြောပါတယ်။ နေပြည်တော်စတီကလေးကစစ်ယုံတွေကလှုပ်ဝက်ဥမင်လိုင်ကောင်းတွေအကြောင်းအလုတ်သမားတွေနဲ့စစ်မှုထမ်းတရှိုးစီကသတင်းတွေထွက်ပေါ်လာခဲ့ပေမဲ့တရားဝင်ထုတ်ပြောတဲ့သူမရှိသလောက်ဖြစ်ပါတယ်။ဒီလှုပ်ဝက်နေရာကိုဒုတိယဗိုလ်ချုပ်ကြီးတရှိုးတော်တာကွေးမရှိပါဘူး။စစ်စင်ရဲ့အထူးအဖွဲ့မှုတွေတော့အကုန်မသိဘူးလို့စစ်ယုံကသတင်းရင်းမြစ်တအူကပြောပါတယ်။တမတော်ကာကွယ်ရေးဦးစီးချုပ်ရုံဝင်းထဲမှာရှိတဲ့အဲ့ဒီနေရာဟာအထူးကန့်သက်နေရာတစ်ခုအဖြစ်စစ်ဗိုလ်ချုပ်တွေကြားနေမဲ့ကြီးပါတယ်။ စူဇန်လိုဆဲရှိတဲ့ဗိုလ်ချုပ်တယောက်ဟာအဲ့ဒီနေရာကိုခွင့်ပြုချက်မရှိဘဲတွားရောက်ခဲ့ပြီးမှအရေးယူခံရမှကြောက်နေတဲ့အကြောင်းအငိမ့်စားယူပြီးတဲ့နောက်သူ့မိတ်ဆွေတွေကိုပြန်ပြောပြခဲ့ပါတယ်။အထဲမှာအကျယ်ကြီးပဲသူလဲတော်တော်အံ့ဩသွားတဲ့ထင်မှားဘူးလို့ပြောတယ်လို့ BBC သတင်းရေးမြစ်ကပြောပါတယ်။အဲ့ဒီအငိမ့်စားဗိုလ်ချုပ်ဟာတမရဦးသိန်းစိန်လက်ထက်ကပြည်တော်စုဝင်ကြီးလုပ်ခဲ့သူဖြစ်ပြီးလုံခြုံရေးအရအမိမဖော်ပြဖို့သူ့မိတ်ဆွေက BBC ကိုမြစ်တာရက်ခံပါတယ်။ မြေရဥမြင်ထဲမှာရုံငါးရုံစာအတွက်အစင်သစ်ရုံထိုင်နိုင်ပြီးတိုင်းစစ်ဌာနချုပ်တွေနဲ့ဆက်သွယ်ရေးကွန်ရက်တွေရှိဆက်ထားတယ်လို့တိဆောက်ရေးအကြောင်းကိုသိတဲ့ BBC သတင်းရေးမြစ်တအူးကပြောပါတယ်။စာနယ်ရိတ်ခါရေနဲ့အောက်ဆီဂျင်မှာလူရကဏန်းအတွက်အသစ်ပြင်ထားတယ်လို့သူကပြောပါတယ်။လှဝက်ကုကဲမှုဌာနချုပ်ဟာမြေရဥမြင်တွေကနေတဆင့်စစ်ရုံနဲ့စစ်တပ်ရဲ့ထိတ်တန်းကောင်းဆောင်၃ရောင်ရဲ့နေအိမ်တွေကိုရှိဆက်ထားတယ်လို့ BBC သတင်းရေးမြစ်ကပြောပါတယ်။ တက်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ညှိနှိုင်းကွက်ကဲရေးမှူးကြီးရည်လီတို့ရဲ့အိမ်တွေကို ABC လို့အမည်ပေးထားတယ်လို့သိရပါဗျ။ရှိတ်ဆက်ထားတဲ့လမ်းတွေကကားမောင်းလို့ရတယ်။ကားနှစီကောင်းကောင်းရှောင်လို့ရတယ်။ဒါပေမဲ့ဘယ်အထိလမ်းပေါက်လဲဆိုတာတော့အခုထိလျှက်ဝက်ရှက်ပါပဲလို့သူကပြောပါဗျ။ဒီစီမံကိန်းအတွက်စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးတန်းရွှေဟာညှိနှိုင်းကွက်ကဲရေးမှုကြီးရည်လီဗိုလ်ချုပ်ကြီးသူရွှေမန်းနဲ့ စစ်ထောက်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးတိဟသူရတယောက်မြင့်ဦးကိုအဓိကတာဝန်ပေးခဲ့ပါတယ်။တပ်ရဲ့တိဆောက်ရေးလုပ်ငန်းတွေကိုအဓိကတာဝန်ယူရတဲ့အထူးဆောက်လုပ်ရေးညွှန်ကြားရေးမှူးရုံးနဲ့စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးဟာဒီစီမံကိန်းကိုဆောက်လုပ်ခဲ့ရတာလို့စစ်ထောက်ချုပ်ရုံးကတတိယမြစ်တူကပြောပါတယ်။နီးပညာကတရုတ်နဲ့မြောက်ကိုရီးယားကယူတယ်လို့သူကပြောပါတယ်။ အဲ့ဒီကာလကစစ်တပ်ရဲ့နံပါတ်3ကောက်ဆောင်ဗိုလ်ချုပ်ကြီးသူရရွှေမန်းမြောက်ကိုရီးယားကိုတွားခဲ့တဲ့လှစ်ဝက်ခီးစဉ်တွေမှာစစ်ရေးကိစ္စတာမက နေပြည်တော်တိဆောက်ရေးနဲ့သက်ဆိုင်တဲ့ကိစ္စတွေလည်းပါဝင်ခဲ့တယ်လို့သူကပြောပါတယ်။2008နိုဝင်ဘာတုန်းကဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့မြောက်ကိုရီးယားခီးစဉ်အကြောင်းပေါက်ကြားခဲ့ပြီးဥမင်လိုင်ကောင်းတွေနဲ့ပတ်သက်လို့သဘောတူစာချုပ်လက်မှတ်ထိုးခဲ့တဲ့အကြောင်းပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီမတိုင်ခင်ကတည်းကမြောက်ကိုရီးယားကိုလှည့်ဝှက်ခီးစဉ်နေရှိခဲ့တယ်လို့အငိမ့်စားတက်အရာရှိတွေကပြောပါတယ်2003မှာမြောက်ကိုရီးယားကိုမြန်မာအရာရှိ30ကနေ80အထိဆေလွတ်တယ်လို့လေလာစောင့်ကြည့်သူတွေကပြောပါဗျ။မြောက်ကိုရီးယားနီးပညာကျွမ်းကျင်သူ20လောက်ရန်ကုန်တန်လင်းစွန်းကရေတပ်စခန်းကို2003ခုနှစ်ကရောက်လာခဲ့တယ်လို့အရှေ့ပြားစီးပွားရေး review စာဆောင်ကဖော်ပြပါဗျ။ ဗိုလ်ချုပ်မူကြီးတန်းရွှေဟာအဲဒီကာလာတုန်းကမြေရောက်ဥမင်လိုင်ကောင်းကိစ္စတွေနဲ့ပတ်သက်ပြီးတရုတ်ရဲ့အကြံဉာဏ်ကိုလည်းတောက်လျှောက်ယူခဲ့တယ်လို့စစ်ထောက်ချုပ်ယုံကတတိယမြစ်ကပြောပါတယ်။ကာကွယ်ရေးကိုဦးစားပေးတဲ့အတွက်စီယုံမှာပဲဒီစီမံကိန်းကိုလုပ်ခဲ့တယ်။တမရအိမ်တော်အတွက်တောင်ဒီစဉ်းစားချက်မရှိခဲ့ဘူးလို့အဲဒီစီမံကိန်းအကြောင်းသိတဲ့တက်အရာရှိတဦးကပြောပါတယ်။စီယုံဟာရှမ်းရိုးမတောင်တန်းတွေရဲ့အဆက်မှရှိနေတဲ့အတွက် ကုကဲရေးဌာနချုပ်ကနေအခြားတနေရာကိုရွှေ့ပြောင်းနိုင်တဲ့လမ်းကြောင်းတွေရှိနိုင်တယ်လို့သုံးသပ်ကြပေမဲ့ထိတ်တန့်လှဝက်ချက်ဖြစ်လို့တိတိကျကျမပြောနိုင်ကြပါဘူး။ဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်ကဆောက်ခဲ့တဲ့ဒီကုကဲရေးဌာနချုပ်ကိုဗိုလ်ချုပ်မူကြီးမရောက်လိုက်လက်ထက်အထည်အသုံးပြုရတဲ့အရှိအအနေမကြုံရသေးဘူးလို့သိရပါဗျ။